င်္ဂလာလေးပဲမြောက်အနေနဲ့ကျင်းပပြုလုပ်တဲ့ဆူလျာရစ်ပတ်လက်ထက်မင်္ဂလာပွဲမှာစက်သိန်းပေါင်း9000နီးပါးတန်မှုရှိတဲ့ရွှေကိုပိတ်သားနဲ့ပြုလုပ်ထားတဲ့မင်္ဂလာဝတ်ဆောင်ကိုဝစ်ဆင်ပြီးပွဲထွက်ခဲ့တဲ့တရုတ်ဆောင်စုပြည့်တစဉ်မင်္ဂလာပါပရိသတ်ကြီးရှင်ပရိသတ်တွေကသဘောတူခဲ့ကြရတဲ့ငွေစင်အတွဲလေးကတော့ဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းမှာ Novo Hotel ဟိုတယ်မှာဆူလျာရစ်ပတ်လက်ထက်မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ် တရုတ်ဆောင်ဟေးဝရန်နဲ့ဆွေပြေသင်းတို့ရဲ့ဆူလျားရှစ်ပတ်လက်ထပ်မင်္ဂလာပွဲကိုတော့နိုင်ငံကျော်တရုတ်ဆောင်တွေနဲ့အနုပညာရှင်တော်တော်များများတက်ရောက်အားပေးခဲ့ကြသလိုသတို့သားသတို့သမီးအရန်နဲ့မင်္ဂလာလက်ဆွပ်ဘန်းကိုင်းတွေအနေနဲ့လည်းအနုပညာရှင်တွေကပဲပါဝင်ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။အဆိုပါဆူလျားရှစ်ပတ်မင်္ဂလာအခမ်းပွဲမှာတော့သတို့သမီးဖြစ်တဲ့တရုတ်ဆောင်ဆွေပြေသင်းဟာစက်သိန်းပေါင်း9000နီးပါးတန်ဖိုးရှိတဲ့ရွှေကိုပိတ်တာနဲ့ပြုလုပ်ထားတဲ့မင်္ဂလာဝတ်ဆုံလေးကိုဝတ်ဆင်ပြီးတော့ပွဲထွက်ခဲ့တာလည်းဖြစ်ပါတယ်။ သူတို့သမီးကင်ဆောင်ထားတဲ့လက်ကင်ပန်းကလည်းရွှေတပိတ်သက်ခွဲအလေးချိန်ရှိပြီးဝစ်စုံမှာစီချဲထားတဲ့ပဒံများတွေကလည်းကြက်သိမ်းပေါင်းတောင်းတဲ့ချီတတ်မိုးရှိတယ်လို့သိရပါတယ်သူတို့သမီးဆိုပြေသစင်ဝစ်စင်ခဲ့တဲ့မင်္ဂလာဝစ်စုံမှာဆင်မြန်းထားတဲ့ရတနာတွေကိုတော့ရွှေဆိုင်နှဆိုင်ကတာဝန်ယူဆင်မြန်းပေးထားတာလည်းဖြစ်ပါတယ်။ ထရုတ်ဆောင်ဟင်းဝင်ရံနဲ့ဆွပေးသင်းတို့ဇနီးမောင်နှံနှစ်ယောက်ဟောမင်္ဂလာဧကန်ပွဲရဲ့အတွက်ကျက်တီရှိတဲ့မြမထိုင်မသိန်းဝစ်ဆောင်ကိုဝစ်ဆင်ခဲ့ကြတာဖြစ်ပြီးပဒံများတွေစီချဲထားတဲ့ပဒံများပဝါနဲ့ရွှေစင်ရွှေသားအနုစိတ်လေးတွေပါဝင်ခဲ့ပြီးရွှေထမိန်မှာဝစ်ဆင်ခဲ့တာဖြစ်ပါတယ်ဒါအပြင်ရွှေသားအတိပထုံမလက်ကင်ပန်းလေးကိုလည်းခန္ဓာပီစက်တီရှိစွာနဲ့ဒီဇိုင်နာတွေနဲ့ဖန်တီးပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ရေစင်ဆောင်တန်လေးရဲ့မင်္ဂလာအခမ်းပွဲမှာတော့သတို့သားသတို့သမီးအရန်နဲ့ဘန်းကင်ပန်းကျဲတွေအနေနဲ့တရုတ်ဆောင်တော်ဖောင်းရဲ့ထောင်းတရုတ်ဆောင်ဝေလာရီတရုတ်ဆောင်မေမြင့်မို့တရုတ်ဆောင်ရှင်းတင်သူတရုတ်ဆောင်ရလနာဘိုတရုတ်ဆောင်တိုင်ရွန်တရုတ်ဆောင်အေဂျန့်မောင်နဲ့တရုတ်ဆောင်ထအောင်ဆိုင်တို့ကလည်းပအဝင်ကူညီအားဖြည့်ပေးထားတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာဆူလျာရှိပတ်လက်ထက်မင်္ဂလာပွဲကိုခန္ဓာကြီးစေစွာနဲ့ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်တဲ့တရုတ်ဆောင်ဟေးဝရန်နဲ့ဆူပြေတဲ့စင်းတို့အတွက်ပြည်သက်ကြီးကလည်းဝမ်းသာကွန်ပျူစကားလေးပြောကြားပေးခဲ့ကြပါအောင်ရှင်။